အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့တင်ဆက်ဖက်ပြပြခြင်းတဲ့အကြောင်းအရာလေးကတော့ပါကျုပ်စီရတော်ဘုရားကြီးရဲ့တူတောင်းတဲ့ဘဝမှုပိုကောင်းတဲ့ဓမ္မကိုယူကြပါဆိုတဲ့ဆောင်းပါးလေးကိုဘဟုသုတရပွဲတင်ဆက်ဖက်ပြပေးခြင်းတာပဲဖြစ်ပါရဲ့ရှင်အရန်ကောင်းတဲ့တရားတော်လေးမို့လို့တစ်ခါတော့တော့နားထောင်ကြည့်စီခြင်းပါရဲ့ရှင်ချစ်စရာရှိရင်လည်းမဆွဲလန့်နဲ့မုန်းစရာရှိရင်လည်းအရွေးမတိုင်နဲ့တဲ့စိတ်ညစ်စရာရှိရင်လည်းဝမ်းမနေနဲ့ဒေါသဖြစ်ရင်လည်းမတုံ့ပြန်နဲ့ထိတ်ခနဲဆိုမျက်ရည်မကျနဲ့ လူဘဝရတဲ့အခိုက်အတန့်လေးမှာယူတတ်ရင်သင်ခန်းစာတွေအများကြီးပါတဲ့ ခန္ဓာကိုယ်ထဲမှာရှားကြည့်လိုက်ရင်ဘယ်ဟာဖြင့်တန်မိုးရှိလို့ဘယ်ဟာကိုတော့တင်းထားရမယ်ဘယ်ဟာကကြာရှည်ခံတယ်ဆိုတာတွေတခုမှမရှိပါဘူးအဲ့ဒီလိုမရှိတဲ့ခန္ဓာကိုယ်ကြီးရထားပြီးတော့ကိုရထားတဲ့ခန္ဓာကိုယ်ကြီးဟာဘယ်ကိုသွားနေတာလဲဘယ်ကိုဥတည်နေတာလဲဆိုတာကိုမျက်စွာဘုရားကရှင်းပြတယ်လူတွေဟာနေ့စဉ်စားလိုက်တောက်လိုက်အိတ်လိုက်ပျော်လိုက်နဲ့အလုပ်လုပ်ကြတယ်ဘဲကိုသွားနေတော့ဆိုလို့ရှိရင်အနှစ်သာရအဖြစ်ညီကုန်းကိုကြည့်လိုက်မယ်ဆိုရင်တေချင်းတရားကိုသွားနေကြတာတဲ့ တည်တဲ့စီကိုသွားနေကြတာပဲတိုးတော်လူတွေဟာမတိဘူးလားဆိုတော့တိတယ်တိလို့စဉ်းစားပြီးတော့တန်မိုးရှိတာလုံမလားဆိုတော့မလုံဘူးမလုံနိုင်ဘူးတဲ့ဘာကြောင့်မလုံနိုင်လဲဆိုတော့တွေ့တာမှုကအလွန်အားကြီးလွန်းလို့အမှန်မတိမှုတွေကလွန်မိုးထားလို့ဒါကြောင့်ဘဝတစ်ခုရလာတဲ့အခါမအိုတော့မဲ့ပုံမနာတော့မဲ့ပုံမတည်တော့မဲ့ပုံနဲ့လူတွေဟာနေထိုင်ကြတာဖြစ်တယ်အဲ့ဒါလောဘဒေါသမောဟတွေလွန်မိုးထားသည့်အတွက်ကြောင့်လူတွေဟာအမေကြီးမိနေတာဖြစ်တယ်တဲ့ဘာနဲ့ဥပမာတူတော့ဆို မကြာခင်ဟင်းဟောတဲ့ရောက်တော့မဲ့ကြက်တွေကိုကလားကကြက်ချင်းထဲမှာထည့်ပြီးတော့ဝယ်သွားပြီ။သို့တော့ကြက်ချင်းထဲကကြက်တွေဟာတုန်နေကြသေးတယ်။တကောင်နဲ့တကောင်စိတ်နေကြသေးတယ်။ထမင်းဆိုင်မှာရောင်းနေကြတဲ့ကြက်တွေခြေထောက်တွေလည်းကျိုးချီထားတယ်။ဘဲမှလည်းမသွားနိုင်အောင်ကျိုးတုပ်ထားတယ်။အဲ့ဒီကြက်တွေဟာတကောင်ကိုတကောင် လှမ်းပြီးတော့စိတ်နိုင်သေးတယ်တွနိုင်သေးတယ်သူတို့မျက်နာကပြုံးမရလို့ပြုံးတာလဲပါကောင်းပါလိမ့်မယ်သူမျက်ဆောင်ထိုးကြည့်ရလဲပါကောင်းပါလိမ့်မယ်သို့သောသူတို့ဟာမကြခင်တရားတော့မှာပါလားဆိုတဲ့အသည့်မရှိကြဘူးတဲ့တကယ်တော့မကြခင်မှာပဲတိတ်ဆုံးချင်းရောက်သွားကြတယ်လူတွေမှာလဲထို့အတူပဲအသည့်မရှိတဲ့ပုံကိုယ်တွေဟာကြက်ချင်းတွေကကြက်တွေလိုပဲမကြခင်တို့တွေတည်ခြင်းတရားတွေရောက်ရှိကြမယ်တည်ကြရမယ်ဆိုတာကိုမစင်းကားကြဘူးတဲ့တည်ခြင်းတရားဟာတေချာပေါက်ပဲကျန်နာတွေကတော့မတည်ကြဘူးတေမာကတော့ တိတ်ကြတယ်လို့ဆိုလိုတယ်။တင့်မင်းလက်ထဲရောက်သွားပြီးဆိုလိုက်တာနဲ့ဘာဖြစ်လဲ။တရဝါဆိုတာဘလောက်ပဲပစ္စည်းဥစ္စာတွေရှာရှာနေနေညညာမအားရအောင်ပစ္စည်းဥစ္စာတွေရှာရှာတည်ရင်အားလုံးထားခဲ့ရတယ်။ဘာတစ်ခုမှယူမသွားနိုင်ဘူး။ယူသွားလို့ရတဲ့အရာတစ်ခုမှမရှိဘူးတဲ့။ဘာကိုမှယူသွားလို့မရဘူး။အဲ့ဒါကိုပြောတာ။ကိုခန္ဓာကိုယ်ကြီးကလည်းဒီမှာထားဖြစ်ခဲ့ရမယ်။ကိုပိုင်သမျှတွေလည်းအကုန်ထားဖြစ်ခဲ့ရမယ်။ထားခဲ့ရပြီးတော့တရဝါဆိုတာကံရှိရာကံပြစ်ချရာတွားရမှာဖြစ်တယ်။ဘယ်လူမျိုးပဲဖြစ်ဖြစ်ဒီအနေထားမျိုးရှိ ိတယ်။ဘသူမှနှိမ့်စာထားဝရမရှိပါဘူးတဲ့။ငယ်သူရောကြီးသူရောပါပညာရှိရောလူမိုက်ပါဘသူမှမနေရဘူး။နောက်ဆုံးမှတည်ခြင်းမှာပဲအဆုံးသက်ရတယ်။ဆိုလိုတာကစဉ်းစားကြည့်မယ်ဆိုရင်လူခဏကုန်လူပြုံမှုအလုံးဟာအိုမင်းခြင်းမှာအဆုံးသက်တယ်။အသက်ရှင်ခြင်းဟာတည်ခြင်းမှာအဆုံးသက်တယ်။ကျန်းမာခြင်းဟာယောဂဖြစ်ခြင်းမှာအဆုံးသက်တယ်။ငွေဖားခြင်းဟာတည်ခြင်းမှာအဆုံးသက်တယ်။ဒါမလွဲနိုင်တဲ့တဘာဝနိယာမတရားပဲဖြစ်တယ်။သို့တော့နိယာမတရားကြီးကိုတည်တည်နဲ့လူတွေကဘာကြောင့်ပြောနိုင်တာလဲ။ဘာကြောင့်ပြောနေရလဲ။ ဲဆိုရင်ခုနက ကြက်ချင်းတွေကကြက်တွေပျော်နေသလိုပဲလူတွေဟာအမှန်မသိလို့ပျော်နေကြတာလို့ဒီလိုဆိုလိုပါတယ်တဲ့။အိုနာတေတို့ဆိုရင်လို့ငါတို့မမြဲပါတကားဒူတောင်းတဲ့ပို့ရမှာပို့ကောင်းတဲ့ဓမ္မကိုအရှယူသွားနိုင်အောင်စူးစမ်းရမယ်လို့ရေးသားထားပါတယ်ရှင်။မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးရပါရဲ့ရှင်။လမ်းစင်မိခဲ့ကြတဲ့ပြည်သက်အလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါရဲ့ရှင်။